ားလုံးပဲမင်္ဂလာပါ Binance P2P မှာအယောင်းဝယ်လုပ်ဘူးလားဒါမှမဟုတ် Binance ကိုအခုမှစသုံးမဲ့သူဖြစ်ပြီးတော့ Binance မှာ USDT ဝယ်ဖို့ရောင်းဖို့အလိန်ခံရမှာကိုစိတ်ပူနေလားဒါဆိုရင်တော့စိတ်မပူပါနဲ့ဒီဗီဒီယိုထဲမှာ Binance P2P မှာအယောင်းဝယ်လုပ်မယ်ဆိုရင်အရေးကြီးတဲ့သတိထားမယ့်အချက်လေးတွေကိုမျှဝေပေးပါမယ်ပထမဆုံးအနေနဲ့ Trader တွေများစွာရှိတဲ့ထဲကနေပြီးတော့ယုံကြည်စိတ်ချပြီးကိုယ်နဲ့အဆင်ပြေမဲ့ Trader တွေကိုရွေးချယ်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Trader တွေကိုဘယ်လိုရွေးမလဲဆိုရင် ပထမဆုံးအနေနဲ့ trader တွေရဲ့ယုံကြည်စိတ်ချမှုကိုစစ်ဆေးရပါမယ်။ Binance P2P မှာ trader တိုင်းမှာ completion rate တွေ feedback တွေရှိပါတယ်။ဆိုတော့ပြူသဘောဆောင်တဲ့ positive feedback တွေများများရှိပြီးတော့ completion rate ကလည်း90%အကန့်အထက်မှာရှိနေတဲ့လူတွေကိုကြံပြန်အဖြစ်ရွေးလို့ရပါတယ်။ပြီးသွားရင်အချိန်များစွာရောင်းဝယ်လုပ်ဖို့တဲ့ trader တွေကိုဦးစားပေးပြီးတော့လည်းရွေးချယ်တင်ပါတယ်။ ဆိုတော့ကျွန်တော် Binance P2P တွေကိုသွားလိုက်မယ်ပေါ့နော် Binance P2P တွေမှာကျွန်တော်ကတော့ဒီနေရာနေသွားလိုက်မယ်ဒီနေရာမှာ P2P ဆိုတာရှိတဲ့အတွက်ကျွန်တော်ကဒီဒီက P2P တွေကိုသွားလိုက်မယ်ပေါ့နော်တကယ်လို့ဒီနေရာမှာ P2P ဆိုတာမရှိလို့ရှိရင်ကျွန်တော်တို့ဒီက Monero ကိုသွားပြီးတော့ Trade ဆိုတဲ့အထက်မှာကျွန်တော် P2P ဆိုတာရှိရပေါ့နော်ဒီ P2P တွေကိုသွားလို့လည်းရပါတယ်ကျွန်တော်အတူတူပဲပေါ့နော်ကျွန်တော်ကတော့ဒီမှာ P2P ဆိုတာရှိတဲ့အတွက်ကျွန်တော်ဒီထဲကိုပဲသွားလိုက်မယ် ဒီထက်ကိုရောက်လို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်မှာဘိုင်းရဲဆဲဆိုပြီးတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဘိုင်းရဲဆဲရကဘယ်လိုလဲဆိုတော့ကိုက Binance ကနေ USDT ဝယ်မယ်ဆိုရင် ဘိုင်းဘက်ကိုထားပြီးတော့ကျွန်တော်တို့ကိုယ်မှရှိတဲ့ USDT ကိုရောင်းမယ်ဆိုရင်ဒီဆဲဘက်မှာထားပြီးတော့ရောင်းလို့ရပါတယ်။ကျွန်တော်ဒီမှာဘိုင်းကိုပြပေးမယ်ပေါ့နော်။ဘိုင်းကိုပြပေးမယ်ဆိုရင်ကျွန်တော်တို့က USDT ဘယ်လောက်ဖိုးဝယ်မှာလဲပေါ့နော်။မြန်မာငွေဘယ်လောက်ဖိုးဝယ်မှာလဲ။ကျွန်တော်တို့ကိုယ်ဝယ်ခြင်းနဲ့အမောင်းကိုတီးဖို့လိုပါတယ်။ဆိုတော့ကျွန်တော်တို့ကဒီမှာ SD အများကြီးရှိတဲ့ထဲမှာကိုယ်က3000ဘူးဝယ်ဝယ်မယ်5000ဘူးဝယ်ဝယ်မယ်ဆိုရင်ကျွန်တော်ဒီ SD ထဲမှာကိုယ်ဝယ်ခြင်းနဲ့အမောင်းနဲ့ကိုင်းကြီးတဲ့ထိုက်တာတွေမရှိတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ ထရိတာတွေမှာသူတို့သတ်မှတ်ထားတဲ့ limit တွေရှိတယ်ဗောနော်ကျွန်တော်တို့ pro စီကနေပြီးတော့ဘယ်လောက်ဖိုးအနည်းဆုံးစဝယ်ရမယ်အများဆုံးဘယ်လောက်ဖိုးထိဝယ်လို့ရမယ်ဆိုတာတွေကို limit ဆိုပြီးတော့သတ်မှတ်ထားတာရှိပါတယ်ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ကကိုယ်ဝယ်ခြင်းတဲ့ amount နဲ့သူတို့သတ်မှတ်ထားတဲ့ limit တွေနဲ့မကိုက်ညီတာမျိုးတွေလည်းရှိတတ်ပါတယ်ဆိုတော့ကျွန်တော်တို့ကကိုယ်ဝယ်ခြင်းတဲ့ amount အနေနဲ့ကိုက်ညီတဲ့ trader တွေကြားလာဖို့အတွက်ကျွန်တော်တို့ဒီအပေါ်မှာ amount ဆိုပြီးတော့ရှိရပါတော့ဒီ amount နဲ့ကိုသွားလိုက်မယ် amount နဲ့ကိုသွားပြီးတော့ဒီနေရာမှာ ကိုကမြန်မာငွေဘယ်လောက်ဖိုးဝင်မှာလဲဆိုတာကျွန်တော်ရိုက်ပြီးတော့ရှာလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီနေရာမှာမြန်မာငွေတသိန်းဆိုပြီးရှာလိုက်မှာပေါ့နော်တသိန်းဆိုပြီးရှာလိုက်လို့ရှိရင်ဒီမှာကျွန်တော်တသိန်းဖိုးဝယ်လို့ရမယ့် trader တွေရဲ့ SD အများကြီးကျလာပါမယ်ဆိုတော့ဒီ SD အများကြီးတွေကမှအပေါ်မှာပြောရတဲ့အချက်တွေနဲ့ကိုက်ညီတဲ့ trader တွေကိုရွေးချယ်ပြီးတော့ဝယ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဆိုရင် limit ကဆင်ပြေသွားပြီပေါ့နော်ကျွန်တော်ဒီမှာ amount နေရာမှာရိုက်ရှာရတဲ့အတွက်ကျွန်တော် limit ကတော့ကြည့်ရမလို့ဆင်ပြေသွားပြီတခြားချက်တွေကြည့်မယ်ပေါ့နော်တခြားချက်တွေကကျွန်တော်ဒီနေရာမှာ ကျွန်တော် trader တွေရှာလိုက်မှာပေါ့နော် trader ရှာပြီးတော့ကျွန်တော် trader တယောက်ရဲ့ profile နဲ့ဝင်ကြည့်လိုက်မယ်ဝင်ကြည့်ပြီးတော့ကျွန်တော်တို့ကဒီမှာ feedback ဆိုတဲ့ထဲကိုသွားလိုက်မှာပေါ့နော် feedback တွေကိုသွားကြည့်လိုက်မယ်ကျွန်တော်တို့ feedback တွေဘလို့တွေပေးထားကြလဲဆိုတာသွားကြည့်လိုက်မယ်ပေါ့နော်ဒီ feedback ထဲမှာကျွန်တော်တို့ဆိုရင် positive feedback ရဲ့ negative feedback ဆိုပြီးတော့ရှိရပေါ့နော်ကျွန်တော် negative feedback ကတော့တခုပဲရှိတယ်ကျွန်တော်တို့ positive feedback ကတော့အများကြီးရှိတယ်ပေါ့နော် positive feedback အမ်များတယ် okay post feedback တွေအစင်ပြေတယ်ဆိုရင်ကျွန်တော်တို့ info တွေကိုတစ်ချက်သွားကြည့်မှာပေါ့နော် info တွေကိုသွားကြည့်လိုက်လို့ရှင်ရက်30အတွင်းမှာ trade တဲ့အရေးအတွက်တွေ ရက်30အတွင်းမှာ completion rate တွေ release time တွေ average pay time တွေဒီမှာပြပေးပေါ့ဒီမှာကြည့်လို့ရပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ရက်30အတွင်းမှာ trade တဲ့အရေးအတွက်က485ချိန်တော့မှာ trade စုစုပေါင်း trade တွေလောက်ထားတယ်ပေါ့နော်ကျွန်တော်ရက်30အတွင်းမှာ completion rate က100ရာခိုင်နှုန်းတိရှိတယ်ဆိုတော့ကျွန်တော်တို့ဒီ completion rate တွေ trade တွေကတော့အဆင်ပြေပြီပေါ့နော်ကျွန်တော်တို့နောက်တစ်ခုက average release time ပေါ့နော် average release time ကဘာလဲဆိုတော့ကျွန်တော်တို့ကသူ့စီကနေပြီးတော့ USDT ဝယ်လို့ရှိရင်ကျွန်တော်တို့သူ့စီကိုမြန်မာငွေလွှဲပြီးတာနဲ့ကိုယ့်စီကို USDT ပြန်ထည့်ပေးတဲ့ကြာချိန်ပေါ့နော်ပြန်မြအကြာချိန်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ average pay time ပေါ့နော် average pay time ကကြတော့ကျွန်တော်တို့ကသူ့စီကို USDT ရောင်းလို့ရှိရင်ကို order တင်ပြီးတာနဲ့ကိုယ့်စီကိုမြန်မာငွေလွှဲပေးတဲ့ပြန်မြကြာချိန်ကိုဆိုလိုတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင် average release time က 0. 39 minutes ပေါ့နော်10 minutes တောင်မပြည့်ဘူးဆိုတော့ average pay time က1.8 minutes ပေါ့နော်10 minutes ကျော်ကျော်ပဲရှိတယ်ဆိုတော့ release time နေ pay time နေကြာချိန်နေလည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါတွေအဆင်ပြေသွားပြီဆိုတော့ဒီ trader ဆိုရင်ကျွန်တော်တို့ဒီလိုဆိုရင်အဆင်ပြေနိုင်တယ်ပေါ့နော်နောက်ထပ်သတိထားမဲ့တစ်ချက်ကကျွန်တော်တို့ trader တယောက်မှာ USDT ဘယ်လောက်ကင်ထားလဲဆိုတာကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်တို့တို့စီမှာ USDT များများကင်ထားလေအဲကိုကပို့ပြီးတော့စိတ်ချလေလို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဆိုရင် USDT ဘယ်လောက်ကင်ထားလဲဆိုတာကြည့်ဖို့အတွက် offline ပဲဆိုပြီးတော့ USDT ဘယ်လောက်ကင်ထားလဲဆိုတာဒီနေရာမှာကြည့်လို့ရပါတယ်ဆိုတော့ဒီနေရာမှာဆိုရင်ဒေါ်လာ460ကျော်ကင်ထားရပါတော့ကျွန်တော်အဆင်ပြေတယ်လို့ပြောလို့ရပါတော့ဆိုတော့ကျွန်တော်ဒီအချက်တွေအားလုံးအဆင်ပြေသွားပြီဆိုရင်နောက်တစ်ချက်ကကျွန်တော်တို့ပေးမဲ့ကျွန်တော်တို့ငွေပေးချိန်မဲ့ပေးမဲ့ method နဲ့ကိုင်ညီမှုရှိဖို့လည်းလိုအပ်ပါတယ်သူက KB နဲ့ပဲလက်ခံတယ်ကျွန်တော်တို့ကဝေပေးပဲပေးမယ်ဆိုရင်လည်းဒီချက်တွေနဲ့ကိုင်ညီနေပေးမယ်ကျွန်တော်တို့ပေးမဲ့ method အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်တို့သူစီမှာအယောင်းဝယ်လို့ဖို့တော့အဆင်မပြေနိုင်ဘူးပေါ့နော် ဆိုတော့ကျွန်တော် payment method တွေအဲ့ဘက်မှာကြည့်လို့ရတယ်ဗောနော်ဒီမှာဆိုရင်သူ့မှာက KVZ pay နဲ့ပဲလက်ခံတယ်ဗောနော်ကျွန်တော်တို့ဥပမာကျွန်တော်တို့ကဒီ check တွေအားလုံးစင်ပြေသွားပြီကျွန်တော်တို့ကဝေး pay နဲ့ပဲ pay ချင်တယ် KVZ pay နဲ့မရဘူးဆိုရင်ကျွန်တော်တို့ဒီ P2P ထဲမှာပဲကို pay ချင်တဲ့ payment method နဲ့ကိုက်ညီတဲ့ trader တွေကိုဒီထဲမှာပဲပြန်ရှာလို့ရပါတယ် P2P မှာအယောင်ွယ်လုံးရင်ဘလို့ check တွေကိုသတိထားရမလဲဆိုတာကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်